မွေကင်းစားအငယ်ဆုံးသားလေးမွေနေ့အမတ်တရားအဖြစ်အခုလိုအလှူကြီးပေးခဲ့တဲ့ပိုးကြဖြူခင်းတဲ့အကုထုံပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ဒါသမီးရတနာတွေအများကြီးမွေးဖွားပြီးတော့အလှူဒါနတွေအများကြီးပြုလုပ်နေရကတော့ထိတ်တန့်တထေးမကြီးပိုးကြဖြူခင်းတဲ့အကုထုံပဲဖြစ်ပါတယ်။ပိုးကြဖြူခင်းတဲ့အကုထုံတို့မိသားစုကအမြဲလိုလိုအလှူဒါန်တွေပြုလုပ်လေးရှိပြီးတော့ဝန်ထမ်းတွေပုံမှာလည်းကုညီထောက်ပံ့ပေးနေတဲ့သူတွေဖြစ်ပါတယ်။ဒီတစ်ခါမှာတော့အငယ်ဆုံးသားလေးမွေးဖွားခဲ့တဲ့အမတ်တရားအနေနဲ့ပိန်ပေါင်းများစွာသောအလှူဒါနကြီးကိုပေးလှူသွားမယ့်အကြောင်းဝမ်းသာစွာနဲ့အတည်ပြုလာခဲ့တာပါ။ ောင်ဒီတကောက်အလူကိုတော့ပုံမှန်လုံးနေကြအလူတွေနဲ့မတူအောင်ထူးခြားစွာနဲ့ပြုလုပ်သွားတာဖြစ်ပါတယ်။ဘိုးကြံပြုခင်ရဆိုရင်ပြီးခဲ့တဲ့ရက်ပိုင်းကအငယ်ဆုံးသားလေးကိုမွေးဖွားခဲ့ပြီးတော့မိသားစုဝင်အစ်တလေးကိုပိုင်ဆိုင်သွားခဲ့ပါပြီ။အကိုထွန်းရဲ့သားသမီး၃ယောက်အပြင်သူမရဲ့သားငယ်လေး၂ယောက်နဲ့မိသားစုအင်အားကတကယ့်ကိုကြီးမားပြီးတော့ပျော်ရွှင်စရာကြီးပါ။ဒီလိုမျိုးလူတိုင်းလူချင်းနေကြတဲ့သားသမီးရတနာအများအပြားကိုပိုင်ဆိုင်ထားတာကြောင့် အခုထုံးကလည်းအရန်ပြောင်းရွှင်နေရဖြစ်ပါတယ်။အခုအငယ်ဆုံးချစ်စရာသားငယ်လေးမွေးဖွားခဲ့ပြီးတော့မွေးနေ့အမှတ်တရအနေနဲ့အင်မတန်မုံမြတ်တဲ့လမ်းတစ်ထောင်အလူဒါနာလေးတစ်ခုကိုပြုလုပ်ခဲ့တာပါ။အရန်ကိုစင်ရင်နှံပါပြီးတော့သွားလိုက်ရခက်ခဲတဲ့နေရာဒေသကအောင်းသားလေးတွေအဆင်ပြေစေဖို့အတွက်အခုလိုလူဒန်းဖို့ဆုံးဖြတ်ခဲ့ရလည်းဖြစ်ပါတယ်။ အေယော်ရီတိုင်းဒေသကြီးမလမြိုင်ကျွန်းမြို့နယ်ဘိုဒီလွတ်ကျေးရွာအုပ်စုကစာတင်ကျောင်းငယ်လေးရဲ့တရားအသစ်ဆောက်လုပ်ရေးအတွက်လိုအပ်နေတဲ့ငွေကြေးသိန်းပေါင်း40ကိုတပြားမကျန်လူတန်းကုသိုလ်ယူပေးခဲ့ပါတယ်။အဆိုပါကျောင်းမှာစာတင်ကြားနေရတဲ့ကျောင်းသားလေးတွေကပညာကိုလိုလားလို့သာခက်ခဲဝေးလံတဲ့လမ်းခီးကိုကြော်ဖြတ်ပြီးတော့ကျောင်းကိုရောက်အောင်လာခဲ့တာပါ။တရားလေးရဆိုရင်တက်သားတွေဝလုံးတွေနဲ့အဖြစ်သဘောပြုလုပ်ထားပြီးကျောင်းသားလေးတွေအတွက်အင်မတန်ခက်ခဲစွာနဲ့သွားလာရတာဖြစ်ပါတယ်။ကျောင်းသားကျောင်းပြန်အလန်းမှာမိဘတွေကလည်း ယ်စိတ်ပူနေရတာကြောင့်ဒီလိုအခက်အခဲတွေပြေပြောင်းစေဖို့အတွက်လမ်းပန်းဆက်သွယ်ရေးအဆင်ပြေပြီးတော့စာသင်ကျားရမှာပုံမှန်အထောက်အကူပြုနိုင်ဖို့အတွက်အကူထွန်းတို့မိသားစုကလမ်းတရာအလူဒါနာပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ဒီလမ်းတရာအလူဒါနာကိုအကူထွန်းတဲ့ဘိုးကြပြုခင်တို့မိသားစုသားမကတခြားသောအမှုပညာမောင်နှမတွေကလည်းတက်နိုင်သမျှလူတန်းကုသိုလ်ယူနေကြတာတွေ့ရပါတယ်။အကူထွန်းတဲ့ဘိုးကြပြုခင်တို့မိသားစုကတော့မွေးကင်းစအငယ်ဆုံးသားလေးမွေးဖွားတဲ့အထိမ်းအမှန်နေနဲ့ကျန်းမာပျော်ရွှင်သက်ရှိပြီးတော့အနာရောဂါကင်းဝေးစေဖို့ ိုလူတန်းခဲ့ရဖြစ်ပါတယ်။နောက်ပြီးတော့အဒီဒေတာမှာခက်ခဲပင်ပန်းစွာပညာတက်ရောက်သင်ကြားနေရတဲ့ចောင်းသားចောင်းသူလေးတွေပျော်ရွှင်စေဖို့သွားလာရလွယ်ကူစေဖို့ရည်စူးပြီးတော့လူတန်းခဲ့ရဖြစ်ကြောင်းဝမ်းသာစွာနဲ့ပြောပြလာခဲ့ပါသေးတယ်။ဒီလိုလူတန်းခဲ့ရတဲ့ចောင်းသားចောင်းသူဆရာဆရာမတွေစာသင်ကြားရမှာအဆင်ပြေစေဖို့အတွက်ဖြစ်ပြီးပိုးချပြုခင်တို့မိသားစုကစူတောင်းပေးခဲ့ပါသေးတယ်။အင်မတန်ကိုစေတနာတရားတရားကောင်းပြီးတော့အလူတန်းရဲ့ရောတဲ့ပိုးချပြုခင်တဲ့အကိုထွန်းတို့မိသားစုကတော့အနုပညာလောကရဲ့လေးစားစရာ ပုံကိုယ်တွေပဲဖြစ်ပါတယ်ဝန်ထမ်းလေးတွေပုံမှန်လည်းမိသားစုတွေလိုသဘောထားပြီးအမြဲတမ်းကူညီထောက်ပံ့တတ်တယ်လို့အများပြည်သူအကျိုးကိုကြည့်ပြီးတော့အလူဒါနာကြီးတွေကိုပြုလုပ်နေရကလည်းတကယ်ကိုမောမြန်လာပါတယ်အခုတစ်ခါမှာတော့မိသားစုဝင်တွေရဲ့အရန်ချစ်ရတဲ့အငယ်ဆုံးသားလေးမွေးနေ့အမှတ်တရနေနေတိန်ပေါင်း40ကိုလူတန်းပြီးလန်တရာဆောက်လုပ်ဖို့အတွက်ပေးခဲ့ရပဲဖြစ်ပါတယ်ပိုးကြပြုခင်တဲ့အကိုထုံးတို့မိသားစုရဲ့အလူဒါနာလေးကိုလေးစားကုန်ယူမိတယ်ဆိုရင်သာဓုခေါ်သွားခဲ့ကြပါအောင်ရှင်။ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။